ကဲကျွန်တော်တို့သတင်းကြုတ်ပြီဆိုတဲ့အခါကျတော့လင်းလင်းထိမ့်ထိမ့်ဖြစ်မဲ့ပစ္စည်းမျိုးစေစုံကိုကျွန်တော် promotion ကိုဈေးအများကြီး short ပြီးတော့တက်စင်ကအပီစီလုပ်ပေးမှာဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်အခုတက်စင်ပေးမယ့်အတွဲလေးက shutdown 1500ဝက်ရယ်ကျွန်တော်တို့ 12.8V 100Ah battery ရတော့ဒါသူတို့ဒါနာမည်ကြီးရဲ့အတွန်းဖြစ်တယ်ဗျာအဲ့တော့ဒီလိုမျိုးကျွန်တော်တို့ safety box တွေပြီးသွားရင်အခုလိုမျိုး 25mm DC cable တွေအကုန်လုံးပါမယ်တန်းစင်ကလည်းအကုန်လုံးပါမယ်ဆိုတော့ပေါက်ဈေးက မှ23သိန်းဝင်းကျင်လောက်ကျတင်ပါတယ်ဒါပေမဲ့အခု10ရောက်အတွက်ကတော့ကျွန်တော်16သိန်းအတိနဲ့ကျွန်တော်အ PC အကုန်လုံးလူချင်းမင်းတို့အတွက်တက်ဆင်ပေးမှာဖြစ်ပါတယ်ဟောကျွန်တော်16သိန်းအတိနဲ့ ျွန်တော်အပီစီအကုန်လုံးလူချင်းမင်းတို့အတွက် တက်ဆင်ပေးမှာဖြစ်ပါတယ် inventor ကတူရင်ရရန်နီပါပြီးတော့ battery ကော lipo 4 battery ဖြစ်တဲ့ကြောင့်5ရရန်နီပါဝင်ပါတယ်ဆိုတော့ battery ဆိုလို့ရှိရင်လည်းသူက bluetooth နဲ့ချိတ်ဆက်ပြီးတော့ battery ကရ SOC တွေ voltage တွေအကုန်လုံးကိုလည်းလူချင်းမင်းတယ်လီဖုန်းတွေကကြည့်လို့ရတဲ့ battery မျိုးဖြစ်ပါတယ် chef dot san ရဲ့1500ဝယ် inverter ဆိုလို့ရှိရင်လည်းဒါ let alone ရေပန်းအစားဆုံးတွေကတစ်ခုဖြစ်ပါတယ်တကယ်လို့ solar ချိန်မယ်ဆိုရင်လည်း1000ဒီချိန်လို့ရတဲ့ inverter မျိုးဖြစ်ပါတယ် high frequency ဆိုတော့တော်တော်လေးကောင်းတယ်ပြီးတော့ battery ကလည်းသူ့နဲ့ name တူအလားတူ battery ကိုဖြစ်တဲ့အခါဆိုတော့အထူးပြေပြောစရာမလိုအောင် max ပို့ဖြစ်တာပေါ့ဗျာအဲ့တော့ shut down san 12 volt 100ah နဲ့ဒီဘက်က1500ဝယ် inverter ပြီးတော့ဒီ safety device တွေအကုန်လုံးပါတယ်ကျွန်တော်တို့ box ကျဲပြီးွားရင်ခုကပြောတဲ့ DC 25 cable ရဲ့ပြီးရင်တက်စင်ကအပီစီရဲ့ကိုကျွန်တော်တို့က16သိန်းတိတိနဲ့ဆယ်စုံတိတိကျွန်တော်ရောင်းချပေးမှာဖြစ်ပါတယ်။သတင်းမျိုး promotion လေးမှာ လူချင်းမင်းတို့အိမ်မှာလင်းလင်းချင်းချင်းနဲ့လင်းလင်းထိန်ထိန်နေလို့ရအောင်ဒီဆယ်စုံကငွေ2သိန်းလောက်တိတိတက်တာနေပါတယ်။ဒါကြောင့်လူချင်းမင်းကဒီဗီဒီယိုကြည့်ပြီးတော့ inverter လေးများတက်ချင်တဲ့မီးထိုးဖို့ TV ကြည့်ဖို့ ပန်ကားဖွင့်မယ်အဲကူလာဖွင့်မယ်ဖုန်းတွေအသွင်းဖို့အတွက်တာတက်မယ်ဆိုလို့ရှိရင်ဒီတွဲလေးကမိတ်ဆွေတွေအကောင်းဆုံးနဲ့ဈေးအတန်ဆုံးဖြစ်ပါတယ်။ဆယ်စုံတိတိသာကျွန်တော်ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာ။ဗီဒီယိုလေးပြီးဆုံးအောင်ကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့နောက်ဗီဒီယိုနဲ့တန်ဆုံပါမယ်ခင်ဗျာ။